တောင်ကူအစားစာမဟုတ်ပေမဲ့တောင်ကူမှာမှာစားလို့ရတဲ့ထိုင်းစိုက်ကိုလေးစားပြမှာဖြစ်ပါတယ်အခုဒီမှာစားပြနေတဲ့ဟာလေးကတော့ထိုင်းနေများသွားဖြင့်စားကြတဲ့စိုက်ကိုလေးပေါ့နော်အရန်စားချင်တာနေပေါ့နော်ဘမမှားမှမသိဘူးဖြစ်နေရအရင်တော့ကတော့ကံလန်းမမှာရှိရပေါ့နော်နောက်ကြတော့မှလိုင်းမမှာတွေ့ရခါကြတော့မှာပလိုက်တယ်ပေါ့နော် အများကြီးပဲအားရပါးစားလို့ရအောင်ဒါလေးက air fryer နဲ့ဒီရဲ့စိုက်ကိုလေးလေးကို စားกินတာပါ ပထမဆုံးတစ်ဖက်ချမ်းကိုအပူချိန်180နဲ့ပေါ့နော်15မိနစ်စပြီးတော့กินလိုက်ပါတယ် air fryer နဲ့ဆိုတဲ့အခါကျတော့သူကစီလဲမကုန်တော့ဘူးကြော်စားရင်စီးတွေပါပဲဖြစ်နေုံပဲပေါ့နော်သူကတခါရင်กินထားတော့အဆင်ပြေတယ်ပြီးတော့အဲတစ်ဖက်ချမ်းရပြီဆိုလို့ရှိရင် နောက်တစ်ဖက်ကိုပြန်ပြီးတော့လှန်ပေးရတယ်ပေါ့နော်အဲ့ဒါမှသူကဟိုဘက်ဒီဘက်အကြံ့ညီသွားအောင်ပေါ့နော်အဲ စားချင်စရာလေးရေနော်။သူကနီနီရဲရဲလေးဖြင့်ပိုးတော်စားချင်စရာကောင်းတယ်။အခုဒီမှာလက်တစ်ဖက်တည်းလောက်ရတော့အလိုကိုယ်ရကားရဖြစ်နေ။ Okay နောက်တစ်ခေါက်ကကြတော့200ပေါ့နော်200အပူချိန်200နဲ့နောက်ထပ်15စက္ကန့်15စက္ကန့်ထပ်ပြီးတော့လှည့်ပြီးတော့กินပေးလိုက်ပါတယ်။ခဏနေရတော့မယ်။ Okay ဒီမှာရလာတဲ့ site call လေးတွေပါ။ဒါလေးတွေအဲ့တော့အဲ့နေ့က တော်တော်စားမိလိုက်တယ်ဒီလားအလုံး30လောက်တယောက်တည်းတောင်စားမိသလားတောင်မသိပါဘူးအရန်စားလို့ကောင်းလို့လေသူကကော်ဘီနဲ့ငရုတ်သေးစိမ့်နေဆိုအရန်လိုက်တာဒါကအရန်အမေဆက်ပေးထားတဲ့အချင်းကြီးပွားထားနေတာကတော့မိထားတာပေါ့နော်မိထားတော့တယောက်ပြီးတယောက်မိတော့အလိုပွားနေတာပေါ့နော်ကဲစားပါပြီဆူတောင်းထားတယ်နော်ဆူတောင်းပြီးသွားပါပြီโอเค စားခြင်းစိတ်ကလေထိမ့်မရအောင်ဆိုတော့အာနဲ့တလုံးချင်းစီအောင်မဖြုတ်တော့ဘူးလို့အတွဲလိုက်ကြီးစားတာဗောနော်ကဲဒါလေးကတော့ coffee လေးနဲ့ထည့်စားမယ်အချင်းကြီးလေးတုပ် coffee လေးထည့်မြုပ်သီးစိမ်းလေးထည့်ပဲအမ်ကိုကကိုကိုစတိုင်နဲ့ကိုဗောဘာမှထိုင်းနေရောကိုရီးယားဆိုင်မကိုစတိုင်နဲ့ကိုထုတ်စားတာဗောနော်အရန်စားလို့ကောင်းတယ်ဟွာလေအသားအရန်များရင်လည်းညီမမကြိုက်ဘူးသူက ကြံကြောင်းနဲ့အဲ့ဒီလိုမျိုးအသားလေးနဲ့ပေါ့နော်မျှပြီးတော့လှုပ်ထားတာဆိုတော့လေတော်တော်လေးစားလို့ကောင်းတယ်ကွယ်အရန်အရန်အရန်ကိုကွာသဘောကျတယ်အဲ့ဒါလေးထက်လေစားချင်သေးတယ်ကြော်လေအဲ့လိုမျိုးကိုက်လိုက်လို့ရှင်လေဖောက်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 နဲ့အထဲကနေပြီးတော့ကြာစမ်းတဲ့အသားနဲ့ထွက်လာအဲ့ဒီရဲ့အရာတောင်လေးရမ်းကြိုက်တယ်ချင်တာတိတ်မကြိုက်ဘူးအစိမ့်ပေါ့နော်မချင်တဲ့ဟာလေးကိုပို့ကြိုက်ပါတယ်စိုက်ကော်လေးကို အဲ့နဲ့စားပါတယ်အတကုံစားတယ်ဘေးနာလူတွေကိုလည်းခွဲကျွေးရတယ်ဗောနောအခွဲကျွေးရတယ်ကိုကိုတိုင်းလည်းစားတာကိုမလောက်နိုင်ဘူးအဲ့လိုမျိုးပြောင်းခရုပ်သီးစိမ့်လေးကြိုက်တော့ဆက်သွားတဲ့အချိန်မှလေးပြန်ပြီးတော့စားလို့ကောင်းတာဗောနောအခုတခါပေးထားတာတော့အဲ့အမစီကမှာတာပါအဲ့ဒီအမစီကနေပြီးတော့ဟိုဖုန်းဆက်ပြီးတော့မှာလိုက်တော့အမ်တရန်နေရနေတော့ပစ္စည်းရောက်လာတယ်ဗောနောဟာနဲ့လောက်စားဖြစ်ပါတယ်အရင်စားလို့ကောင်းခဲ့ပါတယ်စားချင်လို့ရှိရင်မှာစားကြည့်ပါလို့အကြံပေးပါတယ်